စနိုက်တဲ့နော်ဖော့ဧထားရဲ့အမားကအမားတေးသေးလေးပါဆိုတဲ့မအေးတောင်မအေးတောင်နဲ့နော်ဖော့ဧထားတို့ကစကားတွေလေးတူတူမြိုက်ခဲ့ကြပါဘူး။ဒါပေမဲ့မအေးတောင်နဲ့နော်ဖော့ဧထားတို့ဟာပြီးခဲ့တဲ့နှစ်မှာမှစတင်ရှင်းနေခဲ့ကြတာပါ။မအေးတောင်ကအော်လေးနှစ်နီးပါလုံးအနုပညာလုပ်တွေကိုရှင်းနာခဲ့တာပါ။အဲ့ချိန်တွေမှာနော်ဖော့ဧထားနဲ့ပေးယူရင်းမျှတကတယောက်နဲ့တယောက်ချီးကျူးတဲ့ဆက်ဆံရေးမျိုးဖြစ်ပါတယ်။ဒါပြင်မအေးတောင်ကနော်ဖော့ဧထားဘေးမှာကောင်းတဲ့ချိန်ရောမကောင်းတဲ့ချိန်ရောဘသူပါပြောပြောဘေးနောက်မှာရှိတည်ပေးတာပါ။ ပြီးခဲ့တဲ့လပိုင်းမှာနော်ဘော့အင်တာကလွမ်းပိုင်နဲ့ပေါ်ဘီဆော့ဆာတို့ကြားထဲမှာတတိယလူဖြစ်ကလွမ်းပိုင်ကိုဖျက်ခုတ်တယ်ဆိုတာပေါ်လွင်ခဲ့ပါတယ်စနိုက်တရားဖြစ်တဲ့အတွက်ပရိသတ်တွေကပြင်းထန်ကိုရှုတ်ချကြပါတယ်ဒါပေမဲ့နော်ဘော့အင်တာနဲ့မကင်းသူတွေကတော့သူ့ဘက်ကနေသာအပြေအဝါရက်တီပေးကြတာပါဒီထဲမှာမအေးတောင်းကလည်းတယောက်အပါဝင်ပါမအေးတောင်းကနော်ဘော့အင်တာကစိတ်ထားကောင်းသူတယောက်လို့ဆိုပါတယ် နောက်ဘုံရထားကအနေထိုင်အေးဆေးကချစ်စရာကောင်းတဲ့သူလို့သာသူမမျက်စိထဲမှာမြင်နေတာပါသူများရဲ့ချစ်သူကောင်းလေးကိုစနိုက်ခဲ့တဲ့အမားကိုနှစ်ကြိမ်တိတိကျူးလွန်ခဲ့ပေမဲ့မိန်းတောင်းကနော်ဘော့ဧထားကိုစဉ်းစားစီခြင်းပြီးမှအမားကင်းအောင်လုပ်တဲ့သူလို့ဂေါ်ပြူချီကျူးလာခဲ့တာပါနော်ဘော့ဧထားကအလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်တေချာစဉ်းစားစီခြင်းပြီးမှသာလုပ်တတ်တာပါလူတိုင်းကအမားနဲ့မကင်းတာမို့တခါတလေမှအမားရှိတဲ့ခါနော်ဘော့ဧထားကလည်းလူတယောက်မို့မှားတာပါဆိုပြီးမိန်းတောင်းကရှင်းပေးလာခဲ့တာပါဒါပြင်ပြိတ္တတွေကြမှာနော်ဘော့ဧထားက တပတ်ကနှစ်ရှည်လားများတွဲခဲ့တဲ့ကောင်မလေးတွေကိုကိုချင်းမစားပေးပဲစနိုက်တာလို့ဆွဆွဲကြပါရီမေးတော့ကတော့သူနဲ့စားသီးကြေကလေးကတစ်ဖက်သားပေါ်ရမ်းတိတက်လိမ့်မာတဲ့လူလိမ့်မာလေးတယောက်ဖြစ်တည်ခဲ့တာပါနောက်ဘက်ရထားကတခုခုဆိုရင်ခြားသူဒုက္ခရောက်မှာအစင်မပြေမှာကိုမလိုလားပဲတေချာကိုမှစဉ်းစားပေးတတ်တာပါဒါကြောင့်မလို့လဲမေးတော့ကနောက်ဘက်ရထားကိုရမ်းကိုခင်မင်းသွားခဲ့တာပါမေးတော့နဲ့နောက်ဘက်ရထားက၅လလောက်တူတူနေခဲ့ပူတာပါငါလာလာအတူနေခဲ့တဲ့ချိန်တွေကတိတ်ကုန်မှာခက်ခဲလုံးတဲ့ချိန်တွေဖြစ်တာမို့သူတို့နှစ်ယောက်ကထင်ထားတာအထက်ကို ရှင်းလင်းသွားခဲ့ကြတာပါတောင်းတဲ့တောင်ရေပွင့်စရာရှိတာဆိုရင်လေတေချာရေပွင့်ကနားထောင်ပြောဆိုကြတာဖြစ်ပါတယ်ဒါကြောင့်မလို့လေညီမရင်းနေမဟုတ်ပေမဲ့ညီမရင်းနေလို့ချစ်တဲ့ကြတာပါမိတောင်ကနောက်ဖို့အထားနဲ့သာခင်မနာမဟုတ်ပေမိခင်ဖြစ်သူအမိုးနဲ့ပါရင်းခင်တာပါဒါပြေမိတောင်ကသူ့ရဲ့ပညာတွေဆိုလုံးဝကုန်မရှိဘဲအကုန်ပြောပြတတ်တာပါ တခုမကြံအကုန်ပြောပြတာကြောင့်လေနော်ဖော့ရဲ့ဓာကရုပ်ရှင်ရိုက်ကူးတဲ့ချိန်မှာလက်တွေ့သုံးချနိုင်တာပါ။ဒါပြင်မေးတောင်းကခင်မွန်ဖြစ်သူရဲ့ကုမ္ပဏီကမြန်မာနိုင်ငံမှာခြေဆိုင်ကဆိုင်ခွဲတွေဖွင့်တဲ့ချိန်မှာလေနော်ဖော့ရဲ့ဓာကသာသူတို့ဆိုင်ရဲ့ပင်နိုင်ကြညာမင်းသမီးအနေနဲ့အတားပါ။မေးတောင်းကလက်ရှိမှာအိမ်တော်ရဲ့သားကြာကအခြေခံတဲ့ဘဝအခြေအနေတခုကိုရရှိလို့နေတာပါ။ခင်မွန်ဖြစ်သူကဒိတ်ဒိတ်ကျဲချမ်းသာတဲ့သူဖြစ်တာမို့မေးတောင်းကအေးချမ်းတဲ့ဘဝတခုကိုရရှိနေတာပါ။မေးတောင်းရင်ခင်မွန်ကအရင်လေးချက်တဲ့သလိုတင်းရချီတန်တဲ့ပစ္စည်းတွေနဲ့အမြဲလိုလိုဆက် ရိုက်တိုက်နေတတ်တာပါ။ဒါကြောင့်မလို့လေနဘောရဲ့သားကအေးချမ်းနဲ့မအေးတောင်းဘွားလေးကိုအားကြနေရတာပါ။နဘောရဲ့သားကအမမရှိပဲချစ်စရာကောင်းတဲ့ညီမလေးပါဆိုတဲ့မအေးတောင်းပေါ်အမြင်လေးတွေကိုလည်းပြောခဲ့ပေးပါအောင်ရှင်။အစုံနဲ့တရှိွားပေးခဲ့ကြတဲ့တယောက်ချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်လေးဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီလေးနုပညာရှင်တွေတင်းနေတူပြန်လာခဲ့ပါအောင်ရှင်။